င်္ဂလိပ်စကားကိုခက်မြမြန်ပြောတတ်ရှင်းတာလားဒီနေ့ကို7မိနစ်လောက်ပဲအရှင်ပေးပြီးလောက်တာကတပတ်မှာတရှင်ကိုအချိန်ကြာကြာလောက်တာတဲ့ပို့ပြီးတော့ရပါလိမ့်မယ်ဒါဆိုအထီးရောက်ဆုံးနီလန်၃ခုကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်ပထမတစ်ခုကတော့စကားပြော လေးလာတဲ့အခါမှာတလုံးချင်းမဟုတ်ဘဲနဲ့ phrase like စကားစုလေးတွေနဲ့စာကြည့်လိုက်ပါဥပမာ can i get ဒါမှမဟုတ် how much is this ဒီလိုလေးတွေလေ့လာမယ်ဆိုရင်တော့ natural ကြကြပြောနိုင်မှုပို့ပြီးတော့အမြန်ဆန်လာမှာပဲဖြစ်ပါတယ် ဒုတိယတစ်ခုကတော့အားလုံးသိကြတဲ့ sharing method ပါတကပါလဲဆိုတော့ native speaker တွေနောက်ကနေပြီး live ပြီးပြောတာဖြစ်တယ်အဲ့တော့ native speaker တွေနောက်ကနေပြီး live ပြီးပြောတာဖြစ်တဲ့အတွက်သူတို့ရဲ့အတန်အနေမြင့်အတက်ကြတွေဝါတခါတယ်လေ့ကျင့်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့အတန်ကိုပြန်ပြီးတော့ record လုပ်ပြီးနားထောင်တာဖြစ်ပါတယ်ဆိုတော့ဒီနည်းလမ်းကတော့ကိုယ့်ရဲ့အမားတွေကိုမြန်မြန်သိနိုင်တဲ့နည်းလမ်းဖြစ်ပြီးတော့တိုးတက်တာလည်းမြန်ဆန်စီမဲ့အနည်းဖြစ်ပါတယ်။ဘယ်အားမှတော့စတင်ရမလွယ်ဘူး။ ဒါပေမဲ့ရှေ့လန်းတိတိရနေပြီကျွန်တော်စာကြည့်လိုက်မယ်အဲ့ဒါကကျွန်တော်တို့ရဲ့အောင်မြင်မှုကိုရအောင်မှဖြစ်တယ်ဆိုတော့ဒီနေ့ပဲစာကြည့်လိုက်ပါအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့လေဒီ channel မှာတင်သွားမှာဖြစ်တဲ့အတွက် channel လေးကို like follow and comment လေးတွေလုပ်ပေးခဲ့ကြပါဦး see you in the next video we'll learn we grow bye bye